င်သွေးလေးရေဒီတစ်ခါဖတ်ပြမယ့်ပုံပြင်လေးရဲ့နာမည်ကတော့ Eggpoggy ဘီမာပဲဖြစ်ပါတယ်เนาะဘီမာကအဲ့ရတာအယမ်းကြိုက်တော့မနှဆော်ဆော်လုံးဝမထနိုင်ဘူးသူ့တခင်ကလည်းဘီမာကိုမကြားခဏဆူလေးရှိတယ်တနေ့မှတော့နွားမလေးဝါဝါကသူ့ကိုမိလိုက်တယ်ဘီမာမင်းဘာလို့ဒီလောက်တောင်စိတ်မကောင်းဖြစ်နေရတာလဲ ဖိမကပြန်ပြောတယ်ငေါမနဲ့စောစောမထနိုင်လို့ငေါတခင်ကနှီးတိုက်អော်နေတာမင်းငေါကိုမနဲ့တိုက်လာနှိုးပေးပါလားနော်កောင်းနီငါနှိုးပေးမယ်လေလို့ဝါဝါကပြောလိုက်တယ်နောက်တနေ့မနဲ့စောစောမှာဝါဝါကကြဲကြဲလောင်လောင်អော်မီလိုက်ပြီးမဲ့ဖိမကတော့နှိုးမလာဟဲ့ပါဘူးညနေဘက်မိကနေအပြန်မှာဖိမဟာခွေးလေးညံလုံးနဲ့ဆုံတွေ့တယ်ငါမနဲ့ဆိုအချိန်မီလုံးဝမထနိုင်ဘူးဖြစ်နေတယ် မင်းငါကိုလာနိုးပေးမလားလို့ဘီမကအောင်နဲ့ကိုမေးတယ်။အင်းငါနိုးပေးပါမယ်လို့ရန်လုံကပြောတယ်။နောက်တနေ့မနေ့မှတူဦးလိုက်ဟောင်းလိုက်လို့ပြီးမဲ့ဘီမနိုးလာသလားဆိုတော့လုံးဝမနိုးဖယ်ဘူး။အဲ့ဒီညနေမှာဘီမကကြက်ဖဲလေးနဲ့ကြော်ကိုတွေ့တယ်။သူကနဲ့ကြော်ပြောတယ်။မင်းမနဲ့ကြရင်တော်နာနဲ့လူတိုင်းနိုးလာကြတယ်။ငါကိုပါနိုးပေးပါလား။နဲ့ကြော်သဘောတူတယ်။ နောက်တနေ့မနက်မှာနတ်ကျော်ကရှိရှိကြကြအကျဲကြီးတွန်လိုက်ပေမဲ့ဘီမကတော့နိုးမလာခဲ့ဘူးနောက်တနေ့ညနေရောက်တော့ဘီမဟာပျော်ပျော်ရွှင်ရွှင်နဲ့ကြီးကန်းထိုးနေတဲ့ကြီးကန်းမဲတူကိုတွေ့တယ်မဲတူမင်းငါကိုမနဲ့ကြိုက်ရလားနိုးပေးပါလားနော်လို့သူကမေးတယ်မဲတူကဘာလို့မရမှာလဲငါကကြီးကန်းထိုးပြီးမင်းကိုနှိုးပေးမယ်လို့ပြောလိုက်တယ် နောက်တနေ့မနက်မှာမဲတူဟာသူ့အစွမ်းကုန်ကြီးကန်းထိုးနေပြီးမြဘီမကတော့နုံးမလာခဲ့ဘူးဘီမစိတ်မကောင်းဖြစ်နေခဲ့တယ်နောက်တနေ့မနက်မှာရင်ကောင်းတကောင်းကသူ့နှာခေါင်းပေါ်လာနားတယ်အာကျာအကျိုးဆိုပြီးဘီမခနှာချေတန်ကြီးနဲ့လက်နိုးသွားပါလေတော့ဝိုးငါနိုးလာดิငါဘလို့လုံးနိုးလာတာလေလို့သူကအံ့ဩတကြီးမြင်လိုက်တယ်ငါနေ့ကိုနှိုးလိုက်တာလေ လူရင်ကောင်ကပြောတယ်။မင်းငါကိုဒီလိုပဲမနဲ့တိုင်းဆော့ဆော့လာနှိုးပေးမလား။တေးကြတာပေါ့လူရင်ကောင်ကပြောတယ်။ဘီမပြိုသွားပြီ။အခုဆိုရေသူမနဲ့တိုင်းဆော့ဆော့ထဖို့ဘာပြဿနာမှမရှိတော့ဘူးပေါ့။ပုံမီလေးကတော့ဒါပါပဲကွယ်။ပုံမီလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတော့ကျေးဇူးတင်ပါတယ်နော်။ဒူရင်ဒူရီ channel လေးကို like and subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့နော်။